လင်းလုတ်တယ်ဆိုတာအမပြောလို့ရတယ်နော်လုံးဝခဏလေးတည်းပြီးသွားမယ်လို့ပဲစီရိုးစိတ်ကထင်တာဒါပေမဲ့10မိနစ်အတွင်းမှာလူတွေရဲ့ဘဝတွေဒီလိုမျိုးကြီးပြောင်းလဲသွားလိုက်မယ်လို့လည်းမထင်သလိုအဲ့လိုမျိုးဖြစ်သွားလိုက်မယ်လို့လည်းမထင်ဘူးပေါ့နော်တက်ကြီးရအသက်ငယ်ရပတ်စံရှိရချမ်းသာရဘာနဲ့မှလုံးလို့မရလိုက်ဘူးပေါ့နော်အကုန်လုံးကမျက်စိတမိတ်အတွင်းမှာတွေကိုအိမ်နေပြိုသွားတယ်မိသားစုဖြစ်တဲ့ဖြစ်သွားတဲ့တခြားမလို့လည်းအကဲအရန် shock ရသွားတယ်တချို့နေရာတွေဆိုလို့ရှိရင် internet မရတဲ့နေရာတွေအများကြီးရှိရဲအဲ့လိုနေရာမျိုးမှာကုညီမှုမရတော့မှဆိုလို့ရှိရင်အရန်စိတ်ပူရယ်ပေါ့နော် တော့လူခံပါရဲ့ကျေးဇူးပါဦးကျေးဇူးပါကိုဒီပါလာလာပါရဲ့ဆက်တော့ပါတတိအိမ်မှာပဲရှိရအမအိမ်မှာရှိရချိန်မှာအိမ်ခန်းထဲမှာရှိနေရချိန်မှာယုတ်တိရတတိအားနေနေပါတော့အားနေနေချိန်မှာဟိုကိုကိုကိုမူးရလို့ပဲထင်တာဒါပေမဲ့ပစ္စည်းအကုန်လုံးလှုပ်လာတဲ့အချိန်မှာဘာလှုပ်ရမလဲမသိဘူးပေါ့နော်အဲ့ဒီအချိန်မှာကြည့်ရမှာလားဒါမှမဟုတ်လို့ရှိရင်ဘယ်သွားရမလဲဆိုတာလည်းမသိဘူးဖျားစားဆိုတာလည်းမေ့သွားတယ်အဲ့ဒီမှာဘာလို့လဲငွေချင်းတွေကိုလိုက်ပြောတာငွေချင်းတွေကို ငလီလုံးနေတဲ့အဆင်ပြေကြလားဆိုပြီးတော့ပဲလိုက်ပြောဖြစ်တယ်ပေါ့နော်တခြားအကိုပြေးရမယ်ဆိုရင်အတွေးလည်းမဝင်လာသလိုဖာလို့လို့လို့မှမသိဘူးဒါပေမဲ့10မိနစ်အတွင်းမှာလူတယောက်လူတွေရဲ့ဘဝတွေဒီလိုမျိုးကြီးပြောင်းလဲသွားလိုက်မယ်လို့လည်းမထင်သလိုအဲ့လိုမျိုးဖြစ်သွားလိုက်မယ်လို့လည်းမထင်ဘူးပေါ့နော်အဲ့ဒါကြောင့်မလို့လေတန်ဝေကလည်းရတယ်ပြီးတော့လို့ရှိရင်ကိုကတော့ငလီလုံးတယ်ဆိုတော့အမပြောလို့ရတယ်နော်လုံးဝခဏလေးတည်းပြီးသွားမယ်လို့ပဲစီရိုးစိတ်ကထင်တာဒါပေမဲ့ ကိုပထမဆုံး Facebook ကတက်ကြည့်လိုက်တဲ့အချိန်မှာဗါတွေ့ရတယ်ဆိုတော့စကိုင်းတထားကျိုးသွားတယ်ပြီးလိုက်ပြောတခြားသောဟာရင်မြင်လိုက်ရတဲ့အချိန်မှာကျတော့တကယ်အရင် shock ရသွားတယ်။အော်အဲ့လောက်တောင်ချမ်းပါလားပေါ့နော်။ အဲ့အတွက်လည်းစိတ်လည်းလုံးဝမကောင်းဘူးမန္တလေးကအရန်ချမ်းသွားတယ်နော်မန္တလေးတွေမဟုတ်ပါဘူးအဲ့ဒီမန္တလေးနာကကြောက်စေတို့နော်ပြီးတော့လို့ရှိရင်ဒီစကိုင်းတို့နေပြီးတော့အဲ့လိုမျိုးနေရာတွေမှာဖြစ်တာဆိုတော့လေတချို့နေရာတွေဆိုလို့ရှိရင်ဒါကအင်တာနက်မရတဲ့နေရာတွေအများကြီးရှိတယ်အဲ့လိုနေရာမျိုးမှာတည်င်းမရောက်တာတို့ပြီးတော့လို့ရှိရင်တခြားသောအာဒီအကူအညီမရတော့မှဆိုလို့ရှိရင်အရန်စိတ်ပူရယ်ပေါ့နော် အထူးတစ်ဖြစ်ဒီ line မရတဲ့နေရာတွေပေါ့နော်တကယ်ဒီတွားလို့ရတဲ့နေရာတွေကြကုညီညီလို့ရတယ်ပေါ့နော်ဒါလို့ line မရတဲ့နေရာတွေလည်းရှိပါသေးတယ်လို့အားကြောင့်မလို့လဲကုညီစေချင်တယ်ဒီနေရာမှာတက်ကြီးတာအသက်ငယ်တာပတ်စံရှိတာချမ်းသာတာဘာနဲ့မှအာလုံလို့မရလိုက်ဘူးပေါ့နော်အကုန်လုံးကမျက်စိတမိတ်အတွင်းမှာတွေကို Facebook ပေါ်ကဒီပြန်လွတ်လာအမတယောက်ရဲ့စာလေးတစ်ခုမြင်လိုက်ရတာလားရုတ်တရက်သူရုံးပွဲမှာထိုင်နေတယ်ငလီလောက်တဲ့အချိန်မှာစကန်ပိုင်းအတွင်းမှာလည်းမှောင်ကျသွားတယ်ပြီးတော့အောက်ကြီးမှာသူအဲ့လိုမျိုး ရှိနေတယ်ပေါ့နော်အာအတန်ဒီကိုကြားနေရတယ်ဒါပေမဲ့ तू ဘာမှလုပ်လို့မရဘူး तू အဲ့လိုမျိုးဇက်ကခေါင်းကညက်နေရပေါ့နော် तू ဇက်မကျိုးအောင်လို့ तू အတိနဲ့ तू ရအောင်ပြန်ဆွဲထုတ်တယ်ပြီးလိုက်ပြီးတော့အဲ့အပေါ်ကသူ့ရဲ့ဒီနယံကြီးရပေါ့နော်ဒီလောက်လောက်ပဲကွာအဲ့နယံကြီးရသူ့ပေါ်ပြုတ်ချလာမှကြောက်တယ်ပေါ့နော်အဲ့အဲ့လိုမျိုးအဲ့ချိန်မှာဖျားတနေရတယ်ပေါ့အဲ့ဒါကြီးကိုကြားလိုက်ရတဲ့အချိန်မှာလေကိုသာဆိုရင်ရောဆိုတဲ့စိတ်ကိုအရန်ဖြစ်တယ်တတိယကျတော့လေအရန်ကြောက်တာကအဲ့လိုဘဝမှာလူစွာတော့တေးရမှာပါပဲဒါပေမဲ့တေးမယ်ဆိုလို့ရှိရင်အဲ့လိုမျို ဒီလိုမျိုးဘယ်လိုပြောမလဲအလုံးပိတ်ကြီးထဲမှာရုံးကန်မရပဲနဲ့အဲ့လိုမချိမဆန့်ရင်မဖြစ်ချင်ဘူးပေါ့နော်အဲ့လိုမျိုးဖြစ်သွားတာမြင်တဲ့တော့ကြောင့်မလို့လေရဟန်းကမှစိတ်မကောင်းဖြစ်တယ်သူတို့အစားအလေတကယ်အဲ့အဲ့တဲ့တင်းနေတကယ်တကယ်မဖက်ချင်ဘူးပေါ့နော်အခု Facebook လည်းတတိမတုံအဲ့ဒါကြီးမြင်တော့လေဟုတ်အင်းဆိုတာလူတယောက်ရဲ့ဒါက အချက်ချာကိုရဲ့ရှိသမျှစီးစိမ်အကုန်လုံးဒီညမှာပဲထားရလीเนาะအဲ့ဒါကိုအခုလိုမျိုးရုပ်တရက်အိမ်နေပြိုသွားတယ်မိသားစုဖြစ်တဲ့ဖြစ်သွားတဲ့အတွက်ကြောင့်မလို့ရမ်းစိမကောင်းဖြစ်ပါတယ်အဲ့တော့အားလုံးပြောချင်တာကတော့ဒါကကိုဘေဘာသာပဲကုကွယ်ကုကွယ်ပေါ့နော်နောက်ပိုင်းမှာဘာသာရေးကိုပို့လို့ဖို့ရယ်အာပို့ပြီးတော့ကုနာမရှိရတဲ့သူတွေပို့ပြီးတော့ချစ်တက်ဖို့ရယ်ကိုပဲဦးစားပေးပါလို့ပဲပြောချင်ပါတယ်မနေ့ကတတိရန်ကုန်လေစိတ်ကလာတော့ကလည်းရန်ကုန်လေစိတ်မှာဒါကေဆေးကြီးပေါ့နော်တတိတို့လာတဲ့ချိန်ကစင်ကာပူကကေဆေးကြီးကြီး ရောက်နေအောင်တွေးကြရတဲ့အတွက်အရန်ဝမ်းသာတယ်အဲ့ချိန်မှာလေးစိတ်မှစောင့်နေတဲ့အဲ့လို post တောင်လှမ်းတင်မိလိုက်ပါသေးတယ်အဲ့အတွက်လဲအာကဲပေးကြတဲ့ဒီနော်ဒီ P2P အာဒီတခြားဒီနိုင်ငံကကယ်ဆယ်ရေးအဖွဲ့သူဖွဲ့သားတွေရောဒီမြန်မာနိုင်ငံကလူတွေကိုအကုန်ကျစုအရန်တင်တယ်မြန်မာနိုင်ငံကကယ်ဆယ်ရေးအကူအမအရေလीသူတို့တကယ်ကိုအသက်နဲ့ရင်းပြီးရောလှူထားပြရဆိုတော့လीအ အာဒီငလျင်ဘေးကိုကြုံလိုက်ရတဲ့ဒီထိုင်းနိုင်ငံကပြည်သူတွေရောမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေအားလုံးဒီကက်ချီတုံးမအနေရနေပြီးတော့ကင်းဝေးပြီးတော့ကိုယ့်ရဲ့မိသားစုတွေကိုမိသားစုတွေနဲ့လည်းအမြန်ဆုံးပြန်လည်ဆုံတိုင်းပါစေလို့ဆုတောင်းပေးပါရင်ဟုတ်ကျေးဇူးပါ